ဆရာဆရာမဘဝနဲ့ယက်တိခဲ့ကြပြီးနဲဆောက်ရောက်တဲ့အခါကျတော့မှ စီပင်သားရအလောက်ကိုလုံးနေရတဲ့ဆရာဆရာမတွေကို CRB နဲ့ NUG ကဘလို့တာဝန်ယူဖြည့်ရှင်းပေးကြမလဲဆိုတာကိုကျွန်တော်မေးခွန်းထုတ်လိုပါမြန်မာနိုင်ငံရဲ့အကြီးအကဲပါတို့သတ်မှတ်ထားတဲ့ယာယီသမရဒူဝါလရှိလာရဲ့အမှတ်အသားနာမည်မပါတဲ့အတွက်ကြောင့်ဒီဥပဒေပြီး ဥပရိရဲ့အင်္ကာရနဲ့လုံးဝလုံးဝမကိုက်ညီတဲ့ဥရတရားပါဖြစ်တယ်လို့ကျွန်တော်ကတော့ပထမဦးဆုံးပြောချင်ပါတယ်မြန်မာနိုင်ငံရဲ့တည်သေးဥပဒေတစ်ခုဖြစ်တဲ့2012ခုနှစ်နိုင်ငံဝန်ထမ်းဥပဒေကိုလွှမ်းမိုးပယ်ဖျက်ကြောင်းပြဋ္ဌာန်းချက်လုံးဝမပါလာပါဘူးဦးသိန်းစိန်တထက်ကပြဋ္ဌာန်းခဲ့တဲ့2012ခုနှစ်နိုင်ငံဝန်ထမ်းဥပဒေကအပိုက်တစ်ပိုက်လုံးကိုခိုးချတာတာပါ ဝါနေနေမျိုးကိုစံကြည့်လိုက်ပါလို့ပဲကျွန်တော်ကတော့တိုက်တွန်းခြင်းပါတယ်။ဒါဆိုရင်တော့ဒီဥပဒေရဲ့အာဏာသက်ရောက်မှုနဲ့စီးနောင်မှု အားအခြေအနေကို ကျွန်တော်တို့တွေးမြင်ရမှာဖြစ်ပါပါတရားလွတ်တော်ရှေ့နေစောပါဦးလေးခင်ဗျာပြီးခဲ့တဲ့မကြာသေးခင်ကဇွန်လ23ရက်နေ့ပါเนาะဒီပြည်တော်စုလွှတ်တော်ကစီရီယန်ဆိုင်ရာဥပဒေကိုပြဋ္ဌာန်းလိုက်ပါတယ် ဒါနဲ့ပတ်သက်ပြီးတော်တော်လေးငင်းပွားမှုတွေဖြစ်တယ်ဝေဖန်သုံးသက်မှုတွေဖြစ်တယ်ဘနော်ဒါဟိုအတွေးခေါ်ရတော်လန်ရေးဆိုင်ရာရဟိုယူဆပိုင်းပေါ့နော်ဒါပေမဲ့စောပါဦးလေးကိုမေးချင်တာကတော့ဥပဒေကြောင်းရဥပဒေရှုထောင့်ကနေဘလို့မြင်လို့ရမလဲဘလို့သုံးသက်လို့ရမလဲဆိုတဲ့အပိုင်းပေါ့အဲ့တော့ပထမဦးဆုံးသိချင်တာကအခုကပြည်တော်စုလွှတ်တော်ကပြဋ္ဌာန်းတယ်ပြောတယ်နောက်အခု CRPH ဆိုတာလည်းငွေကြေးကဖွဲ့ထားတာရှိတယ်ပြည်တော်စုလွှတ်တော်ကိုကိုစားပြုတဲ့အဖွဲ့ပြည်တော်စုလွှတ်တော်လည်းရှိနေသော ဘသူကတကယ်လက်တွေ့လုပ်ငန်းတွေကိုလုပ်နေတာလေအဲ့တော့ဥပဒေကြောင်းရဆိုလို့ရှိရင်ဒါဒါနှစ်ပွဲလုံးရှိတင်လားဆိုတာလေးကိုအရင်ဆုံးသုံးသက်ပေးစီလို့ပါတယ်ဗျဟုတ်ကဲ့ပါဆိုတော့ဒီနေရာမှာမင်းမြန်သွားတဲ့မိကုန်းအချိန်ပြည့်ပြီတော့ကျွန်တော်ဖြေရမယ်ဆိုရင်တော့ CRPH နဲ့ပြည်တော်ရုပ်တတော်ကအတူတူပဲလားတို့ဒီမဟုတ် CRPH နဲ့ပြည်တော်ရုပ်တတော်ဒီပြီးကြွယ်ပြားတဲ့အသွင်သဏ္ဍာန်ကြီးရှိတာ စီယာဘေ့ကိုဖွဲ့စည်းတဲ့အချိန်လုံးကထင်ထင်ရှားရှားရှိပေမဲ့လို့ပြည်တော်စုလွတ်တော်မိသီးအချိန်ကမိသီးဥပဒေကိုအချိန်ပြုတ်ပြီးတော့ဖွဲ့စည်းလိုက်တယ်ဆိုတာကတော့ကျွန်တော်ကိုယ်တိုင်မသေးခွဲသလိုသတင်းသမားတော်တော်များများအနေနဲ့လည်းဒါကိုသတိပြုမိမယ်လို့ထင်ပါတယ်။ဒါကြောင့်မို့လို့လက်ရှိအချိန်နေမှာက CRBH တုံးခေါ်တဲ့ပြည်တော်စုလွှတ်တော်ကူစားပြုကော်မတီကိုပြည်တော်စုလွှတ်တော်ကစင်ပြိုင်နေသလားသို့ဒီမဟုတ်ပြည်တော်စုလွှတ်တော်ကြီးကို CRBH ကစင်ပြိုင်နေသလားဆိုတာကတော့ဟိုကျွန်တော်အနေနဲ့လည်းမေကွန်းထုတ်ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်။ရှိသင့်လားမရှိသင့်ဘူးလားဆိုတဲ့မေကွန်းပေါ်မှာအခြေပြုမယ်ဆိုရင်တော့အမှန်တကယ်ကအဲ့ဒါလိုဖွဲ့စည်းမျိုးကလုံးဝမရှိသင့်ပါဘူး။တစ်ဖက်မှာကျွန်တော်တို့ NUCC ဆိုတဲ့အမျိုးသား အတိုင်းအမြန်ကောင်းစီဆိုတာလည်းရှိနေသေးပါတယ်ကျွန်တော်တို့လေးလာသူတွေအနေနဲ့ AUCD ပေါ်ပေါက်လာတဲ့အချိန်မှာကလေးကကျွန်တော်တို့ပြောရတဲ့စကားရှိပါတယ် AUCD ဒီကွန်ကရသိုးရီမဟုတ်ပါလီမန်တရရဲ့အသွင်သဏ္ဍာန်ကို ဆောင်းနေတဲ့ဆိုရင်တော့ CRP ကိုစင်ပြိုင်နဲ့လွတ်တော်သို့မဟုတ်ပါလီမန်မျိုးဖြစ်နေနိုင်မယ်လို့တော့ကျွန်တော်တို့ထောက်ပြခဲ့မှုတာရှိပါတယ်ဒါပေမဲ့အဲ့ဒီအချိန်အဲ့ဒီကာလက အန်ယူစီအနေနဲ့၎င်းတို့သည်လွတ်တော်မဟုတ်ပဲနဲ့တော်လာရေးဆိုင်ရာတပ်ပေါင်းစုတပ်ဦးတစ်ခုကဖြစ်ပါတယ်ဆိုတဲ့စကားမျိုးရှိကြတာဖြစ်တဲ့အတွက်ကြောင့်အန်ယူစီနဲ့ CRB ဒီဘာမှမဆိုင်ကြလို့စင်ပြိုင်တဲ့အနေအထားမျိုးမရှိဘူးလို့တော့သုံးသပ်ရပါတယ်အခုအခြေအနေမှာကတော့ CRB နဲ့ပြည်တော်သူလွတ်တော်ပြီး စင်ပြိုင်နေသောနိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းများလာဖြစ်တယ်လို့ကျွန်တော်ကတော့ဒီလိုပဲတစ်ထစ်ထကောက်ချက်ဆွဲပေးလို့ရပါတယ်အဲ့တော့ဥပဒေလိုပြဋ္ဌာန်းပါကဟို CRPH ကပြဋ္ဌာန်းပါလားပြည်တော်စုတော်ပြဋ္ဌာန်းပါလားအဲ့ဒါလေးတော်တော်ကိုယ်ကိုယ်သိလို့တယ်အခုအခုနည်းနည်းရှုပ်ထွေးတာပေါ့တော်လိုင်းကာလဆိုတော့စောဦးလေးတို့ကဥပဒေကြောင်းရဆိုရင်ဘယ်လိုဖြစ်တဲ့နဲ့ထင်လဲဘယ်သူကပြဋ္ဌာန်းရမှာလဲဘယ်သူကထုတ်ပြန်ရမှာလဲဥပဒေတွေ အကယ်၍ကျွန်တော်တို့တည်ငြိမ်နေတဲ့ကာလမျိုး formally time မှာကတော့လွတ်တော်တွေကဥပဒေကိုပြဋ္ဌာန်းနေရှိပါလေဒီနေရာမှာလွတ်တော်ကိုသာပြုကော်မတီဆိုတာကဒီမြမနွေဦးတော်နိုင်ရင်နဲ့အတူပေါက်ဖွာလာတဲ့ဝေါဟာရအဖွဲ့အစည်းဖြစ်ပါလေဒါတွေကိုလည်းသတိထားဖို့လိုပါတယ်ကျွန်တော်တို့ဥပဒေသမားတွေအနေနဲ့ကလည်းနှစ်ထောင်ရှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြီးအာဏာရပ်ဆိုင်သွားတဲ့အခြေအနေမျိုးမှသာရှိပြီးတော့ ထပ်သိမ်းထားခြင်းမရှိတဲ့ဥပဒေတရားလို့ကျွန်တော်တို့ကယူဆရတဲ့အတွက်ကြောင့်နောက်တော့ချက်ပွဲဒီဘုံအခြေခံဥပဒေရဲ့အတွင်းပိုင်းကိုပြန်ကြည့်လိုက်ရင်လည်းလွတ်တော်ကိုစားပြုကော်မတီဆိုတာမပါပါဘူး။ဒါကြောင့်မို့လို့လွတ်တော်ကိုစားပြုကော်မတီကဥပဒေတရားကိုပြဋ္ဌာန်းနေဆိုရင်တော့အဲ့ဒီလွတ်တော်ကိုစားပြုကော်မတီကိုဥပဒေပြုပိုင်ခွင့်ပြဋ္ဌာန်းပိုင်ခွင့်ဘယ်လိုဥပဒေကအခွင့်အာဏာအနိုင်ဒါသလဲဆိုတာနဲ့ပဲ မေခွန်းထုတ်ရတော့မှဖြစ်ပါတယ်။ဟုတ်ကဲ့ဒါတော့ပြည်တော်စုလွှတ်တော်နဲ့ဒီ CRPH နှစ်ခုကြားမှာမရှင်းမရှင်းကိစ္စကိုကျွန်တော်မေးကြည့်တာပါ။နောက်အခုဒါဟိုနိုင်ငံဝန်ထမ်းဆိုင်ရာ CDN ဥပဒေကိုသွားအောင်ပါ။အဲ့ CDN ဥပဒေနဲ့ပတ်သက်ရင်အတွေးခေါ်ရဒါတော်တော်များများနိုင်ငံရေးဘက်ကရှုထောင့်ပါဆိုဝေဖန်တာတွေတော်တော်အကြီးအကျယ်ရှိတယ်။ကြေညာချက်တွေလည်းထုတ်တယ်။ဝန်ထမ်းတွေကိုစီရင်ရမယ်စာဟိုရန်သူလိုလှုပ်တဲ့ပုံစံမျိုးဆိုပြီးအဓိကထောက်ပြတာရှိတယ်။အဲ့တော့စောပါဦးလေးနဲ့ဒီဥပဒေတစ်ခုလုံးကိုလည်းဖတ်ပြီးလို့ယူဆပါတယ်။ ဟိုဒီတစ်ခုလုံးအနေနဲ့ဒီဥပဒေရှူတောင်းရဒီဥပဒေရဲ့သဘောတရားစသည်ဖြင့်စောပေါဦးလေးမြင်မြင်ထားတဲ့ဟာတုံးသက်ထားတဲ့ဟာလေးလေချပြပေးပါဗျ။အအခုအဲစီရဘေးချကထုတ်ပြန်ခဲ့တဲ့စီရိယနိုင်ငံဝန်ထမ်းဥပဒေကိုကျွန်တော်တဦးတယောက်တည်းအနေနဲ့ဥပဒေသမားတယောက်ရဲ့အမြင်အနေသုံးသပ်ရမယ်ဆိုရင်ဥပဒေရဲ့အင်္ဂါရက်နဲ့လုံးဝလုံးဝမကန့်ညီတဲ့ဥပဒေတရားပါဖြစ်တယ်လို့ကျွန်တော်ကတော့ပထမဦးဆုံးပြောချင်ပါတယ် နောက်တစ်ခုကမှန်ပါတယ်ဒီဥပဒေစီ CDN မလောက်ထားတဲ့နန်း CDN တွေကိုနှိပ်ကုပ်ဖို့ဥပဒေတရားဆိုတာထက်နန်း CDN တွေကိုရန်သူဘက်ကိုတွန်းပို့လိုက်တဲ့ဥပဒေတစ်ခုလည်းဖြစ်လာနိုင်တဲ့အခြေအနေမျိုးရှိပါတယ်အဲ့တော့နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်ပြောချင်တာက CRPH ကနေ UNG လို့ခေါ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရကိုဖွဲ့ပြီး စင်ကာလာကအဲ့ဒီ CRPH အရှိမာ NUG အစိုးရဖွဲ့ဝင်များကျန်းသက်သာကျေစုခဲ့တဲ့အချက်လေးတစ်ခုရှိပါတယ်အဲ့ဒါကတော့2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မတိုင်ခင်မြန်မာနိုင်ငံအတွင်း၌ဖြစ်တည်ခဲ့သောဥပဒေဒီဥပဒေများကို NUG အနေနဲ့လိုင်းနာကျင့်သုံးပါမည်ဆိုတဲ့ကျန်းသက်သာကျေစုချက်တွေရှိပါတယ် ဆိုတော့ကဒီနေရာမှာပြောစရာဖြစ်လာတာကအခု CRBH ကနေထုတ်ပြန်ခဲ့တဲ့ဟောဒီစီရီယာနိုင်ငံဝန်တော်ဥနိုင်ငံဝန်တော်များဥပဒေမှာမြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေတစ်ခုဖြစ်တဲ့2012ခုနှစ်နိုင်ငံဝန်တော်ဥပဒေကိုလွှမ်းမိုးပယ်ဖက်ကြောင်းပြဋ္ဌာန်းချက်လုံးဝမပါလာပါဘူးဒါဆိုရင်မေးစရာတစ်ခုရှိတာဒါက CDM လောက်ထားတဲ့နိုင်ငံဝန်ထမ်းတွေကို CDM မလောက်ထားတဲ့နိုင်ငံဝန်ထမ်းတွေကို2022ခုတည်းနိုင်ငံဝန်ထမ်းဥပဒေအပြင်ဒီဥပဒေကိုပါလိုင်းနာကျင့်သုံးရမယ်ဆိုတဲ့သဘောတရားနေသလားဒါကိုရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားထောက်ပြရမယ်ဆိုရင် CDM လောက်ထားတဲ့နိုင်ငံဝန်ထမ်းဥပဒေတွေကို CDM လောက်ထားတဲ့နိုင်ငံဝန်ထမ်းတွေရော CDM လောက်ထားတဲ့နိုင်ငံဝန်ထမ်းတွေရော ဥပရိဝိသိတဲ့ပြဿနာအကြီးကျယ်ဖြစ်လာနိုင်တဲ့အနေအထားမျိုးရှိပါတယ်။သို့တော့ကျွန်တော်ပြောချင်တာကနိုင်ငံတကာဥပဒေရသောတကားကျွန်တော်တို့မြန်မာနိုင်ငံပြည်တွင်းဥပဒေရသောတကား CRPH တို့ခေါ်တဲ့လွတ်တော်ကိုယ်စားပြုကော်မတီသူတို့ပြောနေတဲ့ပြည်တော်စုလွတ်တော် NUG တို့ခေါ်တဲ့အမျိုးသားညီညွတ်ရေးဆိုရသည်ဥပဒေအရဘောင်းဝင်တန်းဝင်တဲ့အဖွဲ့အစည်းမဟုတ်ဘူးဆိုတာကတော့ ခစ်သစ်မီဒီယာနဲ့အယူဂျီထဲမှာပါဝင်တဲ့နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်အင်တာဗျူးမှာဒေါ်စင်မအောင်ကိုယ်တိုင်ဖြေကြားတာမို့လို့ထုတ်ပြန်ပိုင်ဝင်ရှိမရှိ ဥပဒေအာဏာတည်သက်ရောက်မှုရှိမရှိဆိုတာကတော့ကျွန်တော်ရဲ့အခုအဖြေစကားနဲ့ပဲထုံဖြတ်လို့ရပါလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ဟုတ်ပြီနောက်တစ်ခုကခုနစောပါဦးလေးအစမှာပြောသွားတယ်ဒီဒီဒီအခုပြဌာန်းတဲ့ဥပဒေကဥပဒေအင်္ဂါရနဲ့မညီဘူးပေါ့နော်။ ဥပဒေမမြောက်ဘူးလို့သဘောမျိုးကျွန်တော်နားလည်တယ်ဆိုတော့အဲ့အဓိကအဲ့ဒီ point ရပါလေဘယ်ချက်တူပြောချင်တာလဲဘလို့ကြောင့်လို့ဆိုလိုတာလဲဗျကောင်းပြီကျွန်တော်ဒီနေရာမှာပြောချင်တာကအခု CBH ကထုတ်ပြန်လိုက်တဲ့ CDN နိုင်ငံဝန်ထမ်းဥပဒေများရဲ့အနက်ဖွင့်ဆိုကြအခန်းပုံမှန်ပုံမှန်ွယ်ကားငယ်မှာနိုင်ငံဝန်ထမ်းများဆိုပြီးမှာဆိုပြီးတော့အနက်ဖွင့်ဆိုချက်လေးပါလာပါတယ်ဆိုတော့အစအဆုံးဖတ်ပြရမယ်တော့ရင် နိုင်ငံဝန်ထမ်းများဆိုပြီးမှဝန်ထမ်းဖွဲ့စည်းတရရဲ့ဤဖွဲ့စည်းပုံမှာယာရုတခုခုတွေခန့်အပ်ချင်ခံရသောနိုင်ငံဝန်ထမ်းများအချမ်းမဖက်အာဏာဖိပန်ရေးလှုပ်ရှားမှုတို့မိမိလောက်ကမိမိမိသားစုဘဝရည်တည်ရှင်သန်မှုနဲ့လုံခြုံမှုတို့ကိုဖုံးလို့၍အများအတွက်အနစ်နာခံကရဲရဲဝံ့ဝံ့ပါဝင်ဆောင်ရွက်ကြသောနိုင်ငံဝန်ထမ်းတပ်မတော်သားနှင့်ရဲတပ်ဖွဲ့ဝင်များကိုဖုံးလို့သည်တဲ့ဆိုတော့နိုင်ငံဝန်ထမ်းတွေထဲမှာ စစ်သားနဲ့ရေဟုထဲတာပါတယ်ဒါပေမဲ့လို့ဒီပုံမှတစ်ခုတည်းမှာပဲအနောက်ကနေပြီးတော့ဝကြဘလို့ဆက်တာလဲဆိုတော့ဒိုးရတွင်နဲ့တမရောသားများနဲ့ရေတပ်ဖွဲ့ဝင်များပြီးဤဥပဒေပါကိစ္စရက်များနဲ့ဆက်လျင်၍အကျုံးဝင်ခြင်းမရှိသေးရတဲ့ဆိုတော့ဒီပုံမှားကွယ်ကိုကျွန်တော်တဦးတယောက်တည်းအနေနဲ့ထောက်ပြရမယ်ဆိုရင်ဒီပုံမှားကွယ်သည် ဦးသိန်းစိန်တထကပြထန်ခဲ့တဲ့2012ခုနှစ်နိုင်ငံဝန်တော်ဥပဒေကအပိုက်တစ်ပိုက်လုံးခိုးချတာတာပါဆိုတော့ဒီနေရာမှာစစ်သားနဲ့ရဲဝန်နိုင်ငံဝန်တော်တို့သတ်မှတ်ပြီးတော့ဥပဒေထဲမှာအကျုံးဝင်ခြင်းမရှိစေရလို့ပြောတာကနိုင်ငံဝန်တော်အဖွဲ့အစည်းတွေကနေပြီးတော့ရဲနဲ့စစ်သားကိုပြီးကြခွဲထုတ်လိုက်တာပါအဲ့ဒီနေရာမှာအမတန်အန္တရာယ်ရှိပါတယ် လက်နက်ကိုင်အဖွဲ့ကြီးဖြစ်တဲ့စစ်တပ်နဲ့ရဲကိုပြီးကြခွဲထုတ်လိုက်ခြင်းပြီးသက်ဆိုင်ရာအစိုးရများကစစ်တပ်နဲ့ရဲကိုလက်ကင်ထုတ်အနေနဲ့အသုံးချလိုက်မှလားဆိုတဲ့နံပါတ်၁မေကွန်းထွက်ပါလေနံပါတ်၂မေကွန်းကဒီကနေ့ကျွန်တော်တို့မြန်မာ့ຫນွေဦးတော်နိုင်အဝန်ဝိုင်းထဲမှာ CDM လောက်ထားကြတဲ့တံပတော်သားတွေ လန်နာချအညာခံပြီးတော့စစ်ဖုတ်ပံဖြစ်ခဲ့တဲ့တမတော်သားတွေစိုးရိမ်ချက်အမတန်ရှိပါလေအဲ့ဒါကတော့ဘာလဲဆိုတော့တချိန်ချိန်မှာ UNG နဲ့စစ်ကောင်စီအဖင်ပြေသွားရင်1959ခုနှစ်တမတော်အဥပဒေပုံမှ65နဲ့စစ်ခုံရုံးကိုတတ်ရမလားဆိုတာကအချိန်မှာကျွန်တော်ပြောခဲ့တဲ့ CRM စစ်သားတွေနဲ့အလံပြူထောင်ခဲ့တဲ့စစ်သားတွေရဲ့အဓိကစိုးရိမ်ချက်ဖြစ်ပါလေ ကျွန်တော်လည်းအမှတ်တမ်းစူရင်ပါလေနောက်ဆုံးကျွန်တော်ရဲ့စူရင်ချက်ကတော့အားလုံးနဲ့သတိပြုကြမယ်လို့သတိပြုမိကြမယ်လို့ထင်ပါတယ်အဲ့ဒါကပါလဲဆိုတော့ NUG စပြီးတော့ဖြစ်တည်တာတဲ့အချိန်မှာ PDF လို့ခေါ်တဲ့ Tibet Devotee ဗန္နကအဖွဲ့စီတွေဖွဲ့စီခဲ့ပါလေသိမကြသောကလာမှာအဲ့ဒီ PDF တွေအောက်မှာလွတ်လွန့်ချေတုံ ဖြစ်တဲ့အချိန်ပကဖဖို့တဲ့ပြည်သူ့ကကွေအဖွဲ့ကိုဖွဲ့စည်းပါတယ် အဲ့ဒီတော့အဲ့ဒီထက်အဲ့ဒီကာလမှာကလေးကကျွန်တော်တို့ဖိုးရင်နဲ့တစ်ချက်ပါလေဆိုတော့တော်နိုင်ကာလအလွန်အသွင်ကူးပြောင်းရေးကာလမှာ PDF ကိုဂျနီဗာကွန်ဗင်းရှင်းအရစစ်ခုံရုံးတယုံယုံကတောင်းခဲ့ခြင်း PDF ကိုထိုးကျွေးပြီးတော့ပကာဖားဒီကအမျိုးသားညီညွတ်ရေးအစိုးရရဲ့တပ်ပါလို့ပြောပြီးတော့ရှောင်ထွက်ဖို့လို့စီစဉ်သလားလို့ကျွန်တော်တို့မေးခွန်းထုတ်တယ်လို့အခုချိန်မှာလည်းပကာဖားများသည့် PDF များနည်းတူ နေပြင်းမှာလက်လွန်ချေလွန်နေဖြစ်တာပြီးပြီးပြီးလာပြီအဲဒီနေရာမှာတခုထောက်ပြတဲ့ရှိတာကမြမနွေဦးတော်လိုင်းအစမှာကလေးက CDM လုတ်ထားတဲ့တပ်မတော်သားတွေရဲတွေကို UNG ကဘာတခုမှခေါ်ယူအသုံးပြုခြင်းနေရာပေးခြင်းမရှိသေးပါဘူးဒါကြောင့်မို့လို့နွေဦးတော်လိုင်းကလည်းအလုံးမှာအမတန်မှအဖြူတဲ့သက်သက်အားဖြင့်ကြံနေတဲ့တပ်မတော်သားရဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုစုစည်းပြီးတော့ NUG ရဲ့တပ်အဖြစ်တည်ထောင်လို့တဲ့အတွက်ကြောင့်ကျွန်တော်ကပြောတယ်ပုံမှန်3ပုံမှန်ခွဲကားငယ်ကိုပြဋ္ဌာန်းတာများဖြစ်နေမလားလို့ကျွန်တော်ကတော့တန်တရားရှိမိပါတယ်ဒီဥပဒေအထားမမြောက်ဘူးဆိုတဲ့အကြောင်းနောက်ဆုံးတစ်ချက်ကတော့ဥပဒေတို့မြည်သည်လွတ်တော်ကနေပြဋ္ဌာန်းတာပြဋ္ဌာန်းလို့ရပါတယ်သို့တော့လွတ်တော်ကနေအာဏာ တည်ပံ့ဝင်မရှိပါဘူးဒါကကျွန်တော်ဘာကိုထောက်ပြတယ်ဆိုတော့နိုင်ငံတနိုင်ငံမှာနိုင်ငံတော်အကြီးအကဲကသာလျင်ဥပဒေကိုအာဏာတည်သက်ရောက်စေနိုင်တဲ့အနေအထားမျိုးရှိပါတယ်ဒါကြောင့်မို့လို့အခု CRPH ကပြဋ္ဌာန်းလိုက်တဲ့စီရီယာနိုင်ငံဝန်ထမ်းဥပဒေများရဲ့နှီးကုံဘက်ကိုကြည့်မယ်ဆိုရင်ဘယ်နည်းဘယ်အချိန်မှအာဏာတည်မလဲဆိုတဲ့ပြဋ္ဌာန်းချက်မပါသလို့ အောက်မှာအာနာတီပန်ဝင်ရှိတဲ့သူတို့စီယာပေးနဲ့ NUG ကမြန်မာနိုင်ငံရဲ့အကြီးအကဲပါတို့သတ်မှတ်ထားတဲ့ဂျာယီတမရဒူဝါလရှိလာရဲ့အမှတ်အသားနာမည်မပါတဲ့အတွက်ကြောင့်ဒီဥပဒေပြီးဗကြအမြောက်ဥပဒေတို့ဒီမဟုတ်သာမန်စာရွက်စာတမ်းဖိုင်တစ်ခုသာဖြစ်ပါတယ်လို့ကျွန်တော်တော့ဒါလိုပဲဖတ်ချက်ပေးပါတယ် ဟုတ်ပြီဒါဥပဒေရှုတော့ဥပဒေဥပဒေတမားတယောက်နေနဲ့မြင်အမြင်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီဥပဒေမှာပါတဲ့တချို့အချက်တွေကိုလည်းနည်းနည်းမေးလိုပါတယ်ဒီလှုပ်ရှားမှုမှာအာနာရှင်တော်လန်နဲ့လှုပ်ရှားမှုမှာစီဒီယန် လုတ်ခဲ့တဲ့ဝန်ထမ်းတွေကိုနော်အားလုံးကိုသူကချိမြောက်ဂုဏ်ပြုတယ်ဟုတ်ကဲ့ဒါကတော့အားလုံးကတော့ဟာကောင်းတယ်လို့ good point ပေါ့နော်ဒါချိမြောက်တင်တယ်ခုနမလှုပ်တဲ့ဟိုလူတွေဝန်ထမ်းတွေကြတော့အရေးယူမယ်ပေါ့ဒါအရေးယူမှာအခုကရှုတော့ဝေဖန်သုံးသက်တဲ့အပိုင်းပေါ့ ဆိုအဲ့ဒီလိုမျိုးဒီနိုင်ငံတကာမှာအာဏာရှင်တော်လှန်တဲ့ဒီလှုပ်ရှားမှုတွေတိုင်းမှာအဲ့လိုဝန်ထမ်းတွေကိုအရေးယူတဲ့အဲ့လိုဥပဒေထုတ်တာဟိုစီကံထုတ်တာအဲ့လိုမျိုးခွဲခြားပလိုက်တာတွေပါတယ်ဟိုရှေ့ဘူးလားဗျမြင်ဘူးလားစောပေါဦးလင်းနေအဲ့အဲ့ဒါလေးလည်းသိလို့ပါတယ်ကျွန်တော်နိုင်ငံတကာပြည်တွင်းတော်လှန်ရေးသမိုင်းလေးကိုလေ့လာတဲ့အခါမှာတော်လှန်ရေးခေါင်းဆောင်များသည်မိမိရဲ့အဓိကတက်ကပ်ပေါ့နော်အဓိကတက်ကပ်ကိုပဲကျွန်တော်တို့က ဟိုအာယုံဆိုင်ပြီးတော့ခြေမုံသွားတာမျိုးရှိပါတယ်။ဆိုတော့မေလာနဲ့မေကွန်အပေါ်မှာမူတည်ပြီးဖြစ်ရင်အဲနိုင်ငံဝန်ထမ်းတွေကိုအရေးယူတာအရေးမယူတာဆိုရင်တော့ကျွန်တော်တယောက်တည်းအမြင်ကကျွန်တော်လေးလာမှုရတော့အရေးယူခဲ့ခြင်းမရှိပါဘူး။ဘာကြောက်လဲဆိုတော့လူဆိုတာကမိရတာကိုကြောက်ရတဲ့သဘောတရားရှိပါတယ်။အဲ့တော့ဒီကနေ့မြန်မာနိုင်ငံမှာဖြစ်နေတဲ့တော်လှန်ရေးအခြေအနေကိုပြောမယ်ဆိုရင် ျွန်တော်တို့အထဲထဲမှာကြံနေတဲ့နိုင်ငံဝန်ထမ်းတွေ UNG ဘက်ကသတ်မှတ်ထားတဲ့စကားကြမ်းနဲ့ပြောမယ်ဆိုရင်တော့ NaN CDM တွေအနေနဲ့သူတို့ဒီမှာလက်နက်ရှိသလားလက်နက်နဲ့ခုခံတော်ဆန်းနေတာလားဒါမှမဟုတ်မချစ်တော်တဲ့အောက်ခါ NaN နဲ့စစ်ကောင်စီအောက်မှာတာဝန်ထမ်းဆောင်နေကြသလားဆိုတာတော့ကျွန်တော်တို့အ깨ဖြတ်သုံးသပ်ဖို့လိုပါတယ်ဆိုတော့အနည်းဆက်ဆုံးဥပမာပြောမယ်ဆိုရင်ဒေါ်အောင်ဆန်းစုကြည် နှစ်80ပြည့်မွေးနေ့မှာပန်းပန်ပြီးတော့ရှုပ်ရှက်မီဒီယာမှာတင်ပြခဲ့တဲ့မြမအတန်ကစိတ်ရည်ကြီးဆိုရင်ဘာဖြစ်သွားတယ်ဆိုတာသဘောပေါက်ပါဒါကြောင့်မို့လို့စစ်ကောင်စီအောက်မှာတာဝန်ထမ်းဆောင်နေပေမယ့်လို့ရှင်နေမှာမရှိတဲ့နိုင်ငံဝန်ကအများအပြားရှိနေတယ်ဆိုတာကိုတော့ပြည်ပြဖို့လိုပါတယ်စီရီယမ်လောက်ထားတဲ့ နိုင်ငံဝန်ထမ်းတွေကို NUG အနေနဲ့ဒေါ်လာရေးကာလအလွန်မှာဘလို့ချင်းမြင့်မြောက်စာမလဲဆိုတဲ့ဖြတ်ထန်းချက်တွေကတော့ဒါကဆောက်ပြမကြောင်းတကဖြစ်တာပါဆိုတော့ဒါကမသေးကြတဲ့အနေဓာတ်တွေပါဆိုတော့ဒီဟာနဲ့တစ်ဆက်တစ်ဆက်နဲ့ဖြစ်နေတဲ့ကိစ္စတွေတခုကိုကျွန်တော်ထည့်ပြောချင်ပါတယ်မြမနွေဦးဒေါ်လာရေးအစမှာကလေးကအဲ့ဒီ CR base ကလွှတ်တော်ကိုယ်စားလှယ်တွေ ် NUG ကတာဝန်ရှိတဲ့ပုံကိုယ်တွေနဲ့အတူ CDM လောက်ခဲ့ကြပြီးတော့အခုမဲဆောက်မှာကသင်းကလျာနဲ့နေနေကြတဲ့ CDM နိုင်ငံဝန်ထမ်းတွေကို NUG နဲ့ CIA ပဲရှိအားနဲ့ဘလို့တာဝန်ယူမှုတာဝန်ခံမှုနဲ့အဲ့ဒီဘဝတွေကိုတိဆောက်ထားပေးသလဲဆိုတာကိုလည်းကျွန်တော်မေကုံးထုတ်လို့ပါတယ်ဒီနေရာမှာထောက်ပြလို့တာကမြန်မာနိုင်ငံထဲမှာတကယ် GP ဆရာဝန်တွေပါရဂူတွေဖြစ်နေပါလေရဲ့ မဲဆောင်မှာအပုံဖြစ်နေတဲ့ဆရာဝန်တွေမြေပြူကိုင်းပြီးတော့ဆရာဆရာမဘဝနဲ့ယက်တိခဲ့ကြပြီးမဲဆောင်ရောက်တဲ့အခါကျတော့မှစီပင်သားရအလောက်ကိုလုံးနေရတဲ့ဆရာဆရာမတွေကိုကျွန်တော်ဆိုတာက မျက်စိနဲ့တအံ့မြင်ခဲ့ပြီပါဘီဒါကြောင့်မို့လို့အဲ့ဒီຫນွေဦးတော်နိုင်အစမှာကလေးက CRB ကပုံကိုယ်တွေနဲ့ NUG ကပုံကိုယ်တွေနဲ့အတူ CDM လုတ်ခဲ့ကြတဲ့အဲ့ဒီနိုင်ငံဝန်ထမ်းတွေကိုတော့ CRB နဲ့ NUG ကဘလို့တာဝန်ယူဖြည့်ရှင်းပေးကြမလဲဆိုတာကိုကျွန်တော်မေးခွန်းထုတ်လို့ပါ။ဟုတ်ပြီစောပါဦးလေအဲ့ဒါဆိုရင်အခုအခုဒီဥပဒေကြောင့်ပေါ့နော်မြေပြင်မှာအန္တရာယ်ရှိနိုင်လားဘာလို့လဲဆိုတော့ခုနစောပါဦးလေးပြောသလိုအောက်ခြေမှာလက်လွန်လက်နက်ကင်တက်ဖွဲ့ရှိနေတော့လက်လွန်ခြေလွန်မှုတွေရှိကြတယ်လေဆိုတော့သူကနှစ်ဖက်လုံးရှိတာပါဒါပေမဲ့အခုဒီဘက်ကတွန်လိုင်းအင်အားစုတွေဘက်ကဒီဥပဒေကြောင့်အဲ့လိုဟိုအန္တရာယ်ရှိနိုင်တဲ့အပိုင်းတွေရှိလားဝန်ထမ်းတွေအတွက်သူတို့အနေနဲ့ကတော့ ရန်သူလူနဲ့ကိုယ်လူနဲ့ခွဲခြားလိုက်တယ်လို့တို့အနေနဲ့ယူဆကောင်းယူဆပါမယ်ကျွန်တော်အနေနဲ့ကတော့အဲ့လိုမဟုတ်ပါဘူးဒါကဘာလဲဆိုတော့မလိုအပ်ပဲနဲ့ပြဿနာမိပွားတစ်စားကိုခြားလိုက်တယ်လို့ကျွန်တော်မြင်ပါတယ်ဒီနေရာမှာကျွန်တော်တတိယလို့ပြောပါမယ်ကျွန်တော်ကိုသက်ထွေးနိုင်နဲ့ပဲလုပ်ခဲ့တဲ့အင်တာဗျူးတွေတစ်ခုရှိပါတယ်ကိုသက်ထွေးကလည်းမှတ်မိပါပါမြန်မာနိုင်ငံကပြည်သက်တွေအားလုံးနဲ့မှတ်မိလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒါကတော့ UNG ကချမှတ်ခဲ့တဲ့ ဒလံမူဝါဒမူချာမှာအဲ့ဒီဒလံမူဝါဒမထွက်ပဲနဲ့တောင်မှအောက်မှာလူတွေကပောင်းကနေနဲ့သိပေးခဲ့ရတဲ့အခြေအနေရှိတယ်ဆိုရင်အခုဒီစီရီယံနိုင်ငံဝန်တော်ဥပဒေပြီးတရားဝင် လိုင်းမို့ရောက်လာတဲ့ဒီကူမန်နေဖြစ်နေပါပြီဒီဥပဒေ6အောက်ကလက်နက်အဖွဲ့စည်းတဲ့လက်လွန်ခြေလွန်ဖြစ်ခဲ့ရဲ့ အဲ့ဒီဒီကူမန့်ကိုလိုင်းဘော့တင်ခဲ့တဲ့အဖွဲ့စည်းကတာဝန်ခံမလားလို့တော့ကျွန်တော်အနေနဲ့ကြိုတင်ပြီးမေးခွန်းထုတ်တော့ဟုတ်ပြီစောပါဦးလေဘလို့ပဲဖြစ်ဖြစ်ပေါ့အခုကဒါဥပဒေဖြစ်လိုင်းဘော့မှာလည်းဒါတက်သွားပြီเนาะဒါဟိုပြည်တော်စုလွတ်တော်အနေနဲ့ဒါပြတ်ထန်းလိုက်ပြီဆိုတော့ဒါပြည်တော်စုအဆင့်ပေါ့เนาะဆိုတဲ့အခါမှာဒီဥပဒေကိုဒါပြည်တော်စုတစ်ခုလုံးအကျိုးတက်ရောက်မှုရှိမှာဘူးတက်ရောက်မှုရှိမယ်လို့နားလေတယ်လေအဲ့တော့အခုတိုင်းသားဒေသတွေဖြစ်တဲ့ဥမာရှမ်းမြောက်ဒေသပေါ့ TNL MND ထိန်းချုပ်တဲ့နေပြည်တော် နော်ဝထင်းချုပ်ပြတဲ့နေမြေမိုင်းလာထင်းချုပ်တဲ့နေမြေ SSPB RCS ဆက်နော်နောက်ပြီးအခုဆိုလို့ရင်ရခိုင်မှာ A ထင်းချုပ်တာတပြည်နယ်လုံးဖြစ်နေပြီနောက်ချင်းနောက် KNU ရှိတယ်နော်နောက်ဟို IEC ဆိုတဲ့ကရင်ပြည်ဘက်မှာရှိတယ်ဆိုတော့ဒီဒီသူတို့အုပ်ချုပ်တဲ့ data တွေမှာတော့ဒါတွေကကျင့်သုံးရမှာလားတကယ်လို့မကျင့်သုံးဆိုရင် UNG ကအဲ့မှာအရေးယူနိုင်တဲ့အနေအထားမျိုးလားဆိုတော့အဲ့ဒါလည်းကျွန်တော်တို့ကတိတ်မရှင်းဘူးဖြစ်နေတယ်ဥပဒေရှုထောင့်ကဘယ်လိုပြောလို့ရမလဲဟုတ်ကဲ့ပါ ဟိုအခုထုတ်ပြန်ခဲ့တဲ့ဥပဒေကိုကြည့်ခြင်းအပြင်ဥပဒေမှာကပြည်တော်စုလွတ်တော့ဥပဒေအမှားဆိုတဲ့ခေါင်းစဉ်နဲ့လာတဲ့ခါကျတော့အဲကျွန်တော်နေနေကတော့မသေးခွဲတဲ့ကိစ္စတွေခုရှိတာပေါ့နော်ဘလို့ပြည်တော်စုမျိုးကိုပြောလဲဆိုတာတော့ကျွန်တော်မေခွန်းထုတ်ပြရဖြစ်နေပါတယ်သို့တော့ NGC ရပေးချက်အနေနဲ့ကတော့မြန်မာနိုင်ငံရဲ့လက်ရှိမျိုးပုံအတိုင်းကိုသူတို့ပြည်တော်စုအနေနဲ့တတ်မှတ်တယ်ဆိုတာတော့ဒါသူတို့ရဲ့ပဂတိချိန်နေပါဆိုတော့ ပြည်တော်ဟုတ်တော်လုံးတိုက်ရောက်တဲ့ဥပဒေဖြစ်နေတဲ့အခါကျတော့မိကုံထဲမှာပါသလိုပဲတိုင်းရင်းသားနေနေတွေကိုအာဏာတိုက်ရောက်မှုရှိမလားဆိုတာကတော့စမ်းကြည့်လိုက်ပါလို့ပဲကျွန်တော်ကတော့ဒီလိုပဲတိုက်တွန်းနေမှာလေတခြားနဲ့မိမိမပြောနဲ့ကျွန်တော်အနည်းဆက်ဆုံးပြောမယ်ဆိုရင် IEC လို့ခေါ်တဲ့ကရင်နီနေနေနဲ့တော်လန်ရေးထဲမှာမပါတဲ့ဝါနေမျိုးကိုစမ်းကြည့်လိုက်ပါလို့ပဲကျွန်တော်ကတော့တိုက်တွန်းနေမှာလေ ဒါဆိုရင်တော့ဒီဥပဒေရဲ့အာဏာတက်ရောက်မှုနဲ့စီးနှောင်မှုအားအခြေအနေကိုကျွန်တော်တို့တွေးမြင်ရမှာဖြစ်ပါပါဟုတ်ပြီနောက်ထပ်မေးချင်တာကဟိုကျွန်တော်နားလည်လောက်ဆိုဥပဒေတစ်ခုကဥပြထမ်းလိုက်တယ်ပြထမ်းဆိုဒီပြထမ်းတဲ့အချိန်ကစပြီးတော့နောက်အနာဂတ်မှာဖြစ်မဲ့ဟာတွေကို तू ကဟိုဟာအေးအေးယူမှုလုပ်ရတာလीเนาะဒီဥပဒေကတက်ရောက်လာတာအခုကအခုဇွန်လ2025မှာဇွန်လ17ရက်နေ့မှာပြထမ်းတယ်ဒါဒီဥပဒေရ तू ကဟို 2021ဧပြီလ30ရက်နေ့အထိပဲသူကဟိုစီဒီယံအဲ့အဲ့နောက်ပိုင်းအားတွေကိုသူကရေးယူမယ်ဆိုတော့2021ကိုသူကပြန်ပြီးတော့ဒီဥရေတက်ရောက်มาဆိုတော့ဟိုအဲ့အဲ့ဒီက conflict ဖြစ်နေတယ် conflict မဟုတ်အဲ့ဒါဥရေရညီညွတ်မှုမရှိဘူးလို့ကျွန်တော်နားလဲတယ်အဲ့ဒီပေါ်ရောစောပေါက်လေးနဲ့ဘယ်လိုမျိုးသုံးသက်ချက်ပေးလို့လဲဗျဟုတ်ကဲ့ဒီနေရာမှာကျွန်တော်တို့ဥရေသမားတွေအားလုံးသိကြပါတယ်ရာသမောဆိုင်ရာဥရေကိုရေးတိုင်းရေးတိုင်းမှာကျွန်တော်တို့တွေဒီအမတ်တန်သတိပြုရတဲ့အချက်တွေတစ်ခုရှိပါ အဲ့ဒါပါလေဆိုတော့ဖြစ်တည်လာသောဥဒေတစ်ခုစီနောက်ကြောင်းပြန်အာနာသက်ရောက်ခြင်းမရှိလေရာဆိုတဲ့ပြဋ္ဌာန်းချက်ကိုကျွန်တော်တို့အမြဲတမ်းဂရုစိုက်ရပါတယ်။ဒါကိုသက်ဆိုင်ရာရာသောကျင့်ထုံဥဒေတွေနောက်တကရာသသက်ကြီးရေထုံဆိုင်ရာဥဒေတွေမှာဒါကိုပြဋ္ဌာန်းလာပါတယ်။တချို့သောနိုင်ငံတွေမှာကတော့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာကကျွန်တော်အခုပြောတဲ့ ရာသဘောဆိုင်ရာနောက်ကြောင်ပြအာနာတက်ရောက်ခြင်းမရှိစေရဆိုတာကိုတခုတ်တရဖော်ပြပါတယ်။ဒါကဘာကိုရည်ညွှန်းတတ်လဲဆိုရင်ကျွန်တော်တို့အရင်ကပြုလုပ်ခဲ့သောအတိတ်ကြပြောမယ်ဆိုအတိတ်ကလာကပြုလုပ်ခဲ့သောပြစ်မှုများကိုပြစ်ဆုံးပံကာလ၌ပြထမ်းသာသောဥပဒေတစ်ခုအဖြစ်အပြစ်ပေးအရေးယူခြင်းမရှိလေရ။တနည်းအားဖြင့်ပြောမယ်ဆိုရင် လူတယောက်ရဲ့အခွင့်အရေးကိုအကာအကွယ်ပေးတဲ့ပြဋ္ဌာန်းချက်မျိုးပြဋ္ဌာန်းလာပါတယ်ဒီနေရာမှာသာရကတစ်ခုအနေနဲ့ပြောချင်တာကကျွန်တော်တို့ဥသိမ်းသိမ်းတက်တ2014ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့တဏ္ဍတမယဥပဒေအဲ့တော့အဲ့ဒီတဏ္ဍတမယဥပဒေအာနာမတိခင်မှာမယား၃ယောက်ယူထားတဲ့လူကိုအဲ့ဒီဥပဒေနဲ့အရေးယူလို့မရဘူးအဲ့ဒီမယား၃ယောက်ယူထားတဲ့သူကြီးအဲ့ဒီမယား၃ယောက်တော့ ဒီဥပဒေရှိပင်ရှိတော်များလဲဆက်လက်ပေါင်းသင်းလို့ရတယ်ဆိုတဲ့အခြေအနေမျိုးရှိပါဆိုတော့အခု CRB ကနေထုတ်ပြန်ခဲ့တဲ့နိုင်ငံ CDN နိုင်ငံဝန်ထမ်းဥပဒေကတော့အဲ့လိုမှဟုတ်ပဲနဲ့သူတို့သတ်မှတ်ထားတဲ့ကာလမှာ CDN မဝင်လာတဲ့သူတွေကိုဒီဥပဒေအဖြစ်အရေးယူမယ်လို့ပြောတယ်ကောင်းပြီဒါဆိုရင်မေးသေးရမေးခွန်းတစ်ခုရှိပါတယ် သူတို့သမတ်ထားတဲ့ကာလအလွန်ကြာမှာ CDM လုတ်ပြီးတော့သို့ဒီမှာဟုတ်ဘက်ပြောင်းခို့လုံပြီးတော့လွန်မြောက်ရနေနေဒီမှာလာရောက်ခို့လုံနေတဲ့နိုင်ငံဝန်ထမ်းတွေအပေါ်မှာရောဘယ်လိုအာဏာတည်ရောက်မှုရှိပါမလဲဘယ်လိုစီးနှောက်မှုရှိပါမလဲဒါကိုဥပဒေထုတ်ပြန်နေတဲ့ CIA page အနေနဲ့ဖြေပေးနိုင်ရင်တော့ပို့ပြီးကောင်းပါလိမ့်မယ် ဟုတ်ကဲ့အဲ့တော့ညီကုန်းချုပ်နေနဲ့တရားလွတ်တော်ရှင်းနေစောပေါ်ဦးလေးကိုနိုင်ကိုရဲ့ဟိုသုံးသက်ချက်ညီကုန်းသုံးသက်ချက်ပေါ်ဒီဥပဒေပေါ်မှာဟိုနောက်ဆုံးနေနဲ့ပြောပြပါဗျာ။ဘာလို့တင်လဲပြင်တင်လားစသည်ဖြင့်ဘလို့ဟိုဖြစ်တင်လဲဆိုတာမိကုံကျုံနေနဲ့ပြောချင်းသွားတော့ CRPHNUG ကနေပြီးတော့ကျွန်တော်အရှိမရေဥဒေဆိုပြီးထွက်ခဲ့တာရှိပါတယ်အခုနှစ်နှစ်ကျော်ကာလအတွင်းမှာအဲ့ဒီရေဥဒေနဲ့ပတ်သက်တဲ့နေဥဒေမလိုက်လာတဲ့တူအဲ့ဒီဥဒေစီတဲ့ ဒါတခုမှအသုံးမဝင်တဲ့ဥဒိဖြစ်ခဲ့ပြီးပါပြီတို့အတွက်ကြောင့်အခုစီရီယာနိုင်ငံဝန်ထမ်းများဥပဒေပြီးတယ်ဗကြံအမြောက်လူပဲအသံသာကြားပြီးအဆမပါတဲ့ဥပဒေဖြစ်လိမ့်မလားလို့တော့ကျွန်တော်မေးခွန်းထုတ်မိပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကဒီဥပဒေတွေကိုထုတ်ပြန်နေတဲ့အဲ့ဒီစီရီယာပေရှိကတာဝန်ရှိ ပုဂ္ဂိုလ်တွေ UNG ကတာဝန်ရှိပုဂ္ဂိုလ်တွေပြီး ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီရေဥပဒေဖြစ်တဲ့1982ခုတည်းနိုင်ငံသားဥပဒေနဲ့အညီနိုင်ငံသားများဖြစ်ကြသလားလို့တော့ကျွန်တော်မေးခွန်းထုတ်လို့ပါတယ်။အဲ့တော့ကျွန်တော်နိုင်ငံတကာစီးမင်းအရာရောကျွန်တော်မြန်မာနိုင်ငံရဲ့ဒီရေဥပဒေရောနိုင်ငံသားမဟုတ်တဲ့သူကနိုင်ငံတော်အာဏာသုံးရရဲ့ဘယ်နေရာမှာမှတာဝန်ထမ်းဆောင်ခွင့်မရှိပါဘူး။ဒါတွေကိုတော့သတိပြုစေချင်ပါတယ်။ဆိုတော့က ကျွန်တော်နေနဲ့နောက်ဆုံးထပ်ဆက်မေးခွန်းထုတ်လို့တာကအဲ့ဒီစီယာပေရှ်ကအကြီးအကဲတွေနဲ့ NGO လို့ခေါ်တဲ့မျိုးသားညီညွတ်ရေးအစိုးရအကြီးအကဲတချို့တစ်ဝက်ပြီးကျွန်တော်တို့တတိယအခြေချနိုင်ငံမျိုးတော်၎င်းမြန်မာနိုင်ငံမှာဟုတ်တဲ့သက်ဆိုင်ရာနိုင်ငံတွေရဲ့ green card တွေကိုကြိုင်လာတဲ့ပုံကူတွေဆိုတာကိုကျွန်တော်တို့ကြားသိဒါပြီးဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်အနေနဲ့ထောက်ပြရတဲ့အတခုပဲရှိပါတယ် အဲ့ဒီအကြီးကဲတွေအနေနဲ့အဲ့ဒါလိုကတ်မျိုးတွေကင်ထားတဲ့ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ငွေဥတော်နိုင်ကိုဝင်အောင်ဆော့ဖတ်ခြင်းမပြုတ်ပဲနဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုကိုလိုနီပြုတ်ခြင်းအလုပ်ကိုလည်းမလုပ်ကြပါနဲ့လို့ကျွန်တော်မြစ်တရခိုင်ရင်လည်းဒီနေရာနေနေကိုချုပ်ပါတယ်ကျေးဇူးတင်ပါတယ်